အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AOU Channel လေးမှကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့တင်ဆက်ဖျက်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ရွှေတဂုံဘုရားကလောကပါလာရက်ခမေတော်ကြီးရဲ့တမိုင်းအကြောင်းလေးကိုဘဝသူဒ္ဓရဝယ်တင်ဆက်ဖျက်ပြပေးခြင်းတာပဲဖြစ်ပါရရှင်နိုင်ငံညာထွက်ဖို့ခက်ခဲနေသူတွေအိမ်ချမ်းမြေကိစ္စတွေအတွက်အခက်တွေ့နေသူတွေအမှုခင်းကိစ္စတွေအတွက်အခက်တွေ့နေရတဲ့သူတွေအားကိုးစရာအဓိဋ္ဌာန်ဆူတောင်းရမယ့်အနေအားကတော့ရွှေတဂုံဘုရားကလောကပါလာရက်ခမေတော်ကြီးပဲဖြစ်ပါရရှင်မြမပြည် တဏ္ဍပြားကဒီလိုကိစ္စတွေအတွက်ခက်ခဲသူတွေအမျက်ပွင့်လန်းလူတွေအလောက်ကန်အချမ်းစီတွေပြီးမြောက်လူတွေအတော်များများကလောကဘာလရခမဲရောကြီးစီမှာကရော့ပွဲကက်လူအတိတ်ဖြန်ပြုဆူတောင်းနေရှိကြပါတယ်တဲ့ဒီလိုကက်လူဆူတောင်းတဲ့အခါမှာလဲအချမ်းစီတွေအောင်မြင်အဆင်ပြေချောမွေ့တယ်လို့ယုံကြည်ကြပါတယ်ရွှေတကုံဖျားမြောက်ဖတ်မှုမှာလောကဘာလရခမဲရောကြီးတမိုင်းနဲ့လောကဘာလရခမဲရောကြီးကိုတိန်ခုတ်တရမဲရောသို့မဟုတ်ရွှေတကုံရခမဲရောကြီးလို့လဲခေါ်ကြ ပါတယ်။ရခမဲတော်ကြီးရဲ့အနန္ဒီယာကတော့ရွှေလုံဖျားမြောက်ဘက်ဆောင်တန်းကနေရှင်ပြင်းရောက်ခံပြီးဘယ်ဘက်မှာလှမ်းကြည့်လိုက်တာနဲ့လောကပါလာရခမဲတော်ကြီးနန်းကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။နောက်တစ်ချိန်ရွှေတကုံစီရော်မြတ်အဖြစ်ဗုဒ္ဓမြတ်စွာဘုရားရှင်၏အသုံးဆောင်ဌာပနာဆန်တော်များအပါအဝင်တည်ထားကိုယ်ပွဲရမယ်ကုန်းဟာတစ်ချိန်ကတင်ကုန်းဒရကုန်းသာဖြစ်ပါတယ်။ ၎င်းကုန်း၌ကျူတင်ပိုင်စားခဲ့ရသူမှာရခမဲတော်ပဲဖြစ်ပါရယ်ရှီကုံစီတော်မြတ်အားတီထောက်ကိုွယ်တော်အခါမှာအရေးကြီးသောဓာတ်တော်မွေတော်အပေါင်းအားပေါင်းစည်းထားရာဖြစ်တဲ့အတွက်၎င်းဓာတ်တော်မွေတော်ဤဘုန်းကံကြောင့်သူတော်စင်အပေါင်းတို့စိုက်ထွန်းရာရဲ့ဖြစ်လာ၍ရခမဲတော်နေမရဖြစ်လာပါရယ်တဲ့ဓမ္မစီတီမင်းကြွလာတော်အချိန်၌နေရာဌာနတောင်းရာရှီကုံဖျား၌9ရက်သားသမီးအကျိုးတဲပူရင်တခြားအဆောင်ဆောင်များနဲ့အတူပိုင်စားခွင့်ပေးထားခဲ့ပြီးမဟာဂီရိတမန်ဆက် ရက်ခမေတော်ဟု ဖွဲ့ပြီးအပ်ခဲ့ပါတယ်။ရွှေတုံစီတော်ကိုစောက်ရှောက်ရန်လဲအနှံခဲ့ပါတယ်တဲ့။လောကပါလာရက်ခမေတော်ကြီးမှာအတွင်းပုံရင်းနဲ့အပြင်ပုံရင်းဟူ၍ရုပ်အသွင်နှမျိုးရှိပါတယ်။ အတွင်းပုံရိပ်ကအလွန်လှပတဲ့မင်းသီးမိတစ်ပါးဖြစ်ပြီးနောက်ပွင့်တော်မူမည့်အရင်းမီဒီယာဖီးယားမှပွင့်မခြင်းကိုးပါးတီလာဖြင့်တသက်လွတ်စားနေသောရခမေတော်ကြီးတစ်ပါးဖြစ်ပါတယ်။အတွင်းပုံရိပ်ကိုဘဝဆက်ပဋ္ဌာန်းဆက်များတွေးတာတော်ဆက်သောမိသားစုဝင်များကိုသာပြသပြီးတသနာပြုရန်နှံ့ညုံမှကြားကူညီတတ်ပါတယ်တဲ့။အပြင်ပုံရိပ်ကရုပ်ကြမ်းပြီးအကြောက်တရားဖြစ်အောင်လွှမ်းမိုးထားပါတယ်။ ယခုမြင်တွေ့ရတဲ့ရုပ်ထုဟာလွန်ခဲ့သောနှစ်ပေါင်း600ကျော်ကဟန်တာဝရီဘီမာကြီးရှင်စောဘူးကရွှေတဂုံဖျားရှိဓာတ်တော်မွေးတော်ထာပနာတော်များကိုဆောက်ရှုပ်တော်မူရင်ရခမေတော်ကြီးအားတာဝန်ပေးပြီးဘလူးရုပ်ထုထုထစ်အသက်သွင်းခဲ့ပါတယ်။ထို့စဉ်မွန်ဘီမာကြီးရှင်စောဘူးဟာမိမိအိမ်မက်ထဲမှာတွေ့ရသောဘဝဟောင်းကမိခင်ကိုရခမင်းမီပုံစံအတိုင်းထုဆင်ရန်ဆန္ဒရှိခဲ့ပေမဲ့လောကပါလာရခမေတော်ကြီးကလက်မခံဘူးဆိုပါတယ်။အတွင်းပုံရင်နဲ့ထာဖျားတာပနာများကိုဆောက်ရှောက်ရန်မဖြစ်နိုင်ကြောင်း ကြံ့ကြံ့တန်းတန်းအပြင်ပုံရိပ်ကိုထုစစ်မှသာလူတွေကိုအကြောက်တရားလွှမ်းမိုးနိုင်မှာဖြစ်ကြောင်းအဆောက်အအုံသည်ရုပ်ပိုင်းဆိုင်ရာကြံ့တန်းပြီးစိတ်ပိုင်းဆိုင်ရာနှူးညံ့သိမ်မွေ့ရမည်ဖြစ်ပါသည်တဲ့ဒါကြောင့်မေတော်ကြီးပုံကိုကြံ့တန်းသွားအောင်အပြင်ရုပ်ကိုသာထုစစ်ပါဟုမေတော်ကြီးမိန့်ကြားချက်အတိုင်းရွှေတဘုံဖျားရှိလောကပါလာရခမေတော်ကြီးပုံကိုဘီရင်မာကြီးရှင်သောဘုမှအခုမြင်ရတဲ့အတိုင်းထုစစ်အတက်သွင်းခဲ့ခြင်းဖြစ်ကြောင်းတမိုင်းစာပေများအရာသိရှိရပါတယ်လို့យေတာထားပါတယ်ရှင်။မူရင်းយေတာသူကို လည်းလေးစားစွာဖြင့် credit ပေးအပ်ပါရရှင်။နားဆင်မိကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးထူးမြတ်တင်ရှိပါရရှင်။ဟုတ်ကဲ့ပါရှင်။ပရိသတ်များဒီနေ့နားဆင်ခဲ့ရတဲ့အကြောင်းကတော့ရွှေတကုံဖျားကလောကပါလာရခမေတော်ကြီးအကြောင်းပဲဖြစ်ပါရရှင်။ အခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်အကောင့်နဲ့ပတ်သက်ရေးဆိုင်ရာအသိပညာဘူးတုဒအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့လဲစောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။အကြောင်းအရာတိတွေ့တင်တိုင်းမှာသိနိုင်အောင်လို့လဲ nudi bell လေးကိုပါနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးလဲဘာသာရေးဆိုင်ရာအသိပညာဘူးတုဒများတိုးပွားကြပြီးတော့နေပြည်တော်ကိုမြေမောက်ပြုနိုင်ကြပါစေရှင်။